မင်္ဂလာပါဆရာဦးဇင်ပရကူင်ဆရာတော်လည်းဆရာတော်နဲ့ဆရာတော်နဲ့အတူ6ရက်အခိုင်းမှာပေါင်ခဲ့တော့ဒီချိန်မှာဆရာအဲယင်းတဲ့ကဒေါသနဲ့လားဆရာဒီပြဿနာဖြေရှင်းနေများကာလပတ်လုံးဒီနှခမ်းမွေးမုတ်ဆေမွေးတွေအဲမထားဘူးမရိတ်တော့ဘူးလို့ဆရာပြောခဲ့လားစာရေးရာတွေ့ခဲ့မိပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ဆရာရဲ့အမြင်အယူဆနဲ့အခုအဲဖြစ်စဉ်ပေါ်မှာဆရာဘယ်လိုများသုံးသပ်ထားပါလဲဆုံးဖြတ်ထားပါလဲ အမားတော့နှခမ်းမွေးမုတ်စိမ်မွေးထားဟုတ်နေမကားဟုတ်သဘင်လေးပါလုံးဝမရိပ်ဖဲနဲ့ထားမယ်လို့ဆုံးဖြတ်လိုက်တာအေးအဲ့ဒါကြမ်းမိပါတယ်ဟာဆုံးဖြတ်လိုက်တဲ့အချိန်မှာသဘင်တွေကိုဆက်ထားနေလို့ရှိရင်ဒီသဘင်ရဲ့အနံ့တွေပါတွေကတခြားကုန်နဲ့တနည်းနည်းကကနေမိတဲ့မိတ်ဆွေတွေပေါ်မှာအနံ့အသက်တွေအနောက်ရှက်မြတ်မှာဆိုလို့သဘင်ကိုနည်း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 ရိပ်ရိပ်ပေးပါတယ်ဒါကဘာကိုပြကျင်တာလဲဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရွတ်ရွတ်ချွန်ချွန်နောက်မဆုတ်တန်းဆောင်ရွက်မယ်လို့တန်နိုင်ထန်ရှိတယ်ဆိုတာကိုပြတာပါအဲ့ဒီအတွက်ကြောင့်ဘယ်သူကနေဘယ်လိုလှုပ်ချောက်ချားချာအဲ့ဒါတွေပေါ်မှာလုံးဝလက်မခံဘူးမတုံ့လောက်ဘူးထောင်ကြခြင်းကြမကြခြင်းနေကိုယ့်ရဲ့ဓမ္မအတွက်ဓမ္မအပေါ်မှာပဲယက်တည်သွားမယ်ကိုယ့်ရဲ့ဓမ္မကိုသာလေမြတ်စွာဘုရားကိုကြည်ညိုဖို့တော်တော်အပြင်ဥထိတ်ထားပြီးတော့ဆက်လက်ဆောင်ရွက်သွားမယ်အဲ့ဒါကြောင့်တရားမှုတွေမပြီးမချင်းမှာဒီလိုမျိုးနှခမ်းမွေးတွေမရိတ်တာတို့ဘာတို့ကဆောင်ရွက်တာဖြစ်ပါတယ် အဲ့လိုမျိုးဆောင်ရွက်တာကခုမှလည်းမဟုတ်ပါဘူး online ဥစ္စာနေမှာကိစ္စဆောင်ရွက်တော့လည်းနှခမ်းမွေးအရှိကြီးနဲ့ထားခဲ့တာပါပဲအဲ့ဒီတော့ကလည်းစောရဏအစရေးတဲ့အဲ့နှခမ်းမွေးတွေထားထားလာပါပြီးမှရိတ်ပါတယ်အခုလည်းပဲဒီလောက်ကြီးတဲ့ online ဥစ္စာနေမှာအမှုလောက်ကြီးတယ်လို့ဒီအမှုကိုအစကမထင်ခဲ့ပါဘူးဒီလိုတရားပြန်ဆွဲခံရလိမ့်မယ်လေမထင်ခဲ့ပါဘူးအခုတော့ခုလိုဆွဲခံခဲ့ရတဲ့အတွက်ကြောင့်အဲ့ဆွဲခံရတဲ့အချိန်ကနေစပြီးဒီနှခမ်းမွေးကိုမွေးထားတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရင် တံမြန်သစ္စာဆိုတဲ့နေရာမျိုးတော့မဟုတ်တရားယုံမှချိန်နဲ့ချိန်စာမျိုးအဲ့ဒါမျိုးအတွက်ကိုချိန်စာအတိုင်းဖြစ်စေရန်ကိုကဆိုလိုက်တဲ့တံမြန်သစ္စာအတိုင်းသစ္စာစူးစေရန်ဒါကိုဒီနှခမ်းမွေးတွေကအော်တိုမော်ပညာမော်ကိစ္စမော်ဝိထုပစ္စည်းလို့သူ့မှာအစွမ်းတတ်ဒီကိန်းဝက်စေရန်အတွက်ဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲ့ဒါလိုမျိုးပဲ ဒီအိမ်မှာညစဉ်ညတိုင်းပရိတ်ရွတ်တဲ့အခါမှာလည်းအဲ့ပရိတ်ရည်တွေပါတွေကိုရေတံဘူးတွေနဲ့ဆောင်ရွက်ထားတာရှိပါတယ်။အဲ့ဒါတွေလည်းလိုအပ်တဲ့အခါမှာခုနိုင်တစ္ဆာဆိုတဲ့အခါတွေမှာလိုအပ်တယ်လို့သုံးပါတယ်။အဲ့ဒီအတွက်ကြောင့်ဒီဥစ္စာတွေကကိစ္စတရအပေါ်မှာ မပြီးမချင်းမှာကိုသွားမဲ့လမ်းကြောင်းအတိုင်းသာသွားမယ်။ဘေကောက်ဟိုမှာမတောက်မှန်ဘူးဘေကောက်ဟိုမှာမခါရဘူးကိုလုံးပြကြည့်တဲ့အတိုင်းလုံးမယ်။အဲ့ဒါကိုကိုကိုတိုင်းခံယူချက်အပြည့်နဲ့ဆုံးဖြတ်ထားခြင်းဖြစ်ပါတယ်။ဒါကိုပေါ်ပြပါတယ်။ တချို့ကဘယ်လိုလုပ်ရရင်ကောင်းပါလဲညာလိုလုပ်လိုက်ရင်ကောင်းပါတယ်နဲ့တောင်းပြမြောက်ပြောပြောတာရှိပါလေကိုယ့်ရဲ့လှုပ်ဆောင်ချက်အပေါ်မှာကိုမှရင်ကိုခန့်အဲ့ဒီအတွက်ကြောင့်မလို့ကိုလှုပ်ထင်တဲ့အတိုင်းပဲလှုပ်တယ်ဘသူရဲ့ဘာပြောတာညာပြောတာကိုပြောခြင်းပြောပြောတာကိုလက်မခံမဟုတ်လက်ခံတယ်ဒါပေမဲ့သူတို့အတိုင်းဆောင်ရွက်လိမ့်မယ်လို့တော့မျှော်လင့်လို့မရပါဘူးဥပအောင်မြန်ကအဲ့လိုကိုပိုင်ဆုံးဖြတ်ချက်နဲ့မိုက်တီမိုက်ကန်တတိရှိရှိလောက်ကန်ဆောင်ရွက်တဲ့ပုံကဖြစ်ပါတယ်ဒါလေးကိုဒီနှခမ်းမွေးရ အတိတ်ပဲပေါ်ဆောင်ပါတယ်လို့ဖြည့်ချင်ပါတယ်ဒီဒီကနေ့က25ရက်နေ့6လပိုင်း2025ဖြစ်ပြီးတော့29ချိန်မြောက်ယုံချိန်မှာဆရာဒီကိစ္စပြတ်သွားပြီလို့ယုံကြည်ရဆိုရင်ရိတ်တော့မှာလားသုံးသုံးကတရားသူကြီးအမိန့်ချတဲ့အထက်မှာပါပါတယ်သူတို့အယူခံရပြီးမှဒီတရားဒီဥစ္စာကပြတ်တယ်မပြတ်ဘူးဆိုတာအဖြေထွက်မှာပါဒီနေ့အဖြေမထွက်သေးပါဘူးဒါအဆုံးဖြတ်ချက်ဖြစ်ပါတယ်ဆုံးဖြတ်ချက်ကိုအယူခံတတ်တယ်ဆိုရင် အမှုကမပြီးသေးပါဘူး အယုဂံတက်ခဲ့ရင်အယုဂံမှုကိုအထက်တရားယုံကလက်ခံရင်ဆက်ပြီးတော့အမှုဖြစ်နေမှာပါပယ်ချရင်ပြီးသွားနိုင်ပါတယ်အဲ့ဒါလည်းပဲအယုဂံရှိကောင်းရှိနိုင်ပါသေးတယ်ဘာပဲဖြစ်ဖြစ်အယုဂံမတက်တော့ဘူးအယုဂံရဲ့ကုံသွားပြီဆိုရင်တော့ဒီအမှုကပြီးသွားပြီဖြစ်ပါတယ်ပြီးသွားရင်တော့ပြန်ပြီးတော့ဒီဒီနှခမ်းမွေးတွေကရိတ်မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဘာလို့ဆရာတာနာအတွက်တကယ်လည်းအလုံးလုံးနေတဲ့ဆရာရဲ့ဆောင်ရွက်ချက်ဆရာရဲ့တံပြန်တစ္ဆာ ဒါတွေအားလုံးကလည်းတကယ်လည်းအများမြင်သိရအောင်ဥစဉ်ဝင်ရောက်မေးမြန်းတာဖြစ်ပြီးတော့အဲမြန်မာနိုင်ငံတို့ဗုဒ္ဓဘာသာတစ်ခုလုံးတဲ့ဆရာတို့ရဲ့ဆောင်ရွက်ချက်ကိုဥစဉ်ဗုဒ္ဓကိုကြီးဆရာအောင်နဲ့တကွတနိုင်ငံတို့ကဝမ်းသာဂုဏ်ယူကျေးဇူးတင်ပါတယ်လို့တင်ပြရင်ဒီတွေ့ဆုံပွဲလေးဒီကနေ့ဆုံးဖြတ်ပွဲအောင်ပွဲအဲမိုးရင်နဲ့အတူဆရာရဲ့အဲပျော်ရွှင်မှုတွေအတိုင်းသားမြင်တွေ့ရတာကိုလည်းတွေ့ရပါတယ်။လာရောက်မေးမြန်းတဲ့အဖွဲ့တွေရဲ့စေနာကိုလည်းတွေ့ရတဲ့အတွက်အားလုံးကျမ်းမာချမ်းသာပါစေဆရာတို့လည်းအဲဆက်လက်ပြီးအောင်မြင်စွာဆောင်ရွက်နိုင်ပါစေလို့ဆန္ဒပြုရင် ်သင်အမီလေးရတန်းရလိုက်ပါလေအားလုံးတန်ရှင်းရပါစေဆင်ကြပါစေအေးချမ်းကြပါစေသာဓုပါသာဓု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 